UFC 323မှာ Flyweight Championship ပွဲစဉ်ဖြစ်ပန်တိုဂျာနဲ့ရင်ဆိုင်သွားမယ်ဂျော်ရှွာဗန်။အားလုံးပဲမင်္ဂလာပါ CDN Center from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုမှာတော့ UFC 323မှာကစားသွားမယ်ကျွန်တော်တို့မြန်မာပြည်ပွား Champion ဂျော်ရှွာဗန်နဲ့ပန်တိုဂျာပွဲအကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။အစကင်း CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။ဒီဗီဒီယိုမှာတော့နာမည်ကြီးကစားသမား၄ယောက် Former Champion တွေလည်းပါမယ်။ သူတို့တွေကဒီပွဲအပေါ်ဘလို့မြင်လဲဘယ်သူဘက်ကနေပြီးတော့အနိုင်ပေးထားလဲဆိုတာကိုတင်ဆက်ပေးသွားမှာပါဒါအဓိကပါပထမဆုံးအနေနဲ့ကစားသမား2ယောက်ရဲ့အနေထားကိုကြည့်မယ်ဆိုရင်ဖန်တိုဂျာက35နှစ်ဂျော်ချွာဗန်က24နှစ်အရက်အမြင့်ဆို1.65ပြီ5လက်မှဒီအတူတူပဲဝိတ်က125ပေါင် reach မှာဆိုရင်တော့ဖန်တိုဂျာကအနည်းငယ်သာမယ်171 cm ရှိပြီးတော့ဂျော်ချွာဗန်က165ပဲရှိပါတယ်ကစားသွားမဲ့ကွင်းက လက်စ်ဗေးဂတ်မှာရှိတဲ့တီမိုဘိုင်းအရီနာမှာပါလူရေစုစုပေါင်း2000ထိဝင်ဆံပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Mighty Mouse Demetrius Johnson ရဲ့ခံမှန်းချက်ကိုကြည့်ကြပါမယ် Demetrius Johnson Mighty Mouse ကတော့ရှင်းပါတယ်ဒီဘွဲအဓိက ဆုံးဖြတ်ပေးသွားမှာက experience ပေါ့ဘန်ဒူဂျာက35နှစ် van က24နှစ်ပြည့်ကစားပဲရှိပါသေးတယ်ပြီးတော့ van ရဲ့အဓိကအပြည့်ချားကျွန်စင်ကိုရှုံးနေတဲ့ပွဲကိုလည်းသူကထောက်ပြတယ် Alexander Pantoja အနေနဲ့အဓိကလောက်အောင်မှာဆိုရင်တော့သူတို့ရဲ့ဒီ ground game သမားတွေရဲ့သဘောသဘာဝအရတိတ်ပြီးတော့အချိန်ဆွဲမနေဘဲနဲ့ခက်မြန်မြန် van ရဲ့ကြောပေါ်ရောက်အောင်သာကြိုးစား van အနေနဲ့အနိုင်ရဖို့အတွက်ဆိုရင်အာ stand fight မှာပဲအချိန်ကြာကြာရှိဖို့ကြိုးစားမယ်ပြီးတော့ mighty mouse မြင်တာကတော့ဒီပွဲမှာဘလို့ပဲဖြစ်ဖြစ်ရ Alexandra Pantocha ပဲစားသွားမယ်လို့သူကတော့တတိချသုံးသက်ထားပါတယ် mighty mouse ရဲ့သုံးသက်ချက်တွေကမှန်လေးရှိပါတယ်ဒါကြောင့်တွန်းကျင်သူတွေစီကလည်းနားထောင်ရပါတယ်နောက်ထပ် Pantocha အနေနဲ့ van ကိုအနိုင်ရအောင်လုပ်ဖို့ဆိုရင် mighty mouse ထောက်ပြတာကသူ့ရဲ့ gas tank ပေါ့နော်ကာဒီယိုကိုလုံလုံလောက်လောက်ပါလာမယ် ground game နဲ့ ground game နဲ့ stand fight နှစ်ခုလုံးကို miss လို့ rhythm ကိုဖျက်ဖို့ van က van ကို gain နဲ့ဝင်မလာအောင်ကြိုးစား ground မှာဝင်လုံးလိုက် striking လုပ်လိုက် ground မှာဝင်လုံးလိုက်ပြင် gas tank ကိုအပြည့်ဖြည့်လာရင်ပဲ van ကိုကောင်းကောင်းမုံထိန်းချုပ်နိုင်မယ်လို့ mighty mouse ကမြင်ထားတယ်။ van အနေနဲ့နိုင်ရဖို့ဆိုရင်ရော ဗန်အနေနဲ့ဒီပွဲကိုနိုင်ရဖို့ဆိုရင်တော့ပန်တိုဂျာလုံးမဲ့ရာရဲ့ဆန့်ကျင်ဘက်ကိုလောက်အောင်ပါပဲပန်တိုဂျာကထိတ်တောင်းလုံးလိုက်ရင်ထိတ်တောင်းဒီဖန်အကောင်းဆုံးလို့ပန်တိုဂျာက striking နဲ့ဝင်လုံးပြီးတော့အယောင်ပြပြီးတော့ ground ခေါ်မယ်ဆိုလဲပတ်ပြီးတော့ဆော့ပန်တိုဂျာရဲ့ gain နဲ့ဝင်မဲ့ ဟိုကွင်းရုံပတ်ပြီးတော့ဆော့ဖို့လိုတယ်ပြီးရင်သူရဲ့ထုံးစံတိုင်း jazz တွေ right cross တွေနဲ့ pandoja ရဲ့ gas tank ကိုတပြေးချင်းခြွေသွားဖို့ mighty mouse ကတော့အကြံပေးတယ်သို့တော့တကယ်တမ်းဘသူ့အနိုင်ရမလဲလို့ရွေးချယ်ခိုင်းတဲ့အခါမှာတော့ pandoja ကိုပဲရွေးချယ်သွားပါတယ် pandoja က trc တို့လို brandon morino တို့လို့တကယ်တိုက်စစ်စင်နာကောင်းတဲ့ stand fight ကောင်းတဲ့ကစားသမားတွေအများကြီးကိုလည်းရင်ဆိုင်ခဲ့ဖို့ပြီးသားဖြစ်တယ် ဒမီထရီဂျွန်ဆင်မြင်တာကတော့ပန်တိုဂျာကပဲလွယ်လွယ်ကူကူနဲ့ဗန်ကိုထိတ်တောင်းလုပ်ပြီးတော့ထုံးစံအတိုင်းဆမစ်ရှင်နဲ့အနိုင်ရသွားမယ်လို့ဒါက DJ ကတော့ခံမှန်းပေးထားတယ်ပေါ့ကျွန်တော်တို့နောက်တစ်ယောက်ကိုကြည့်လိုက်ရအောင် BMF ကပတ်ချန်ပီယံမက်စ်ဟောလိုဝေးဟာဝိုင်မှာနေတဲ့တရားသမားကတော့ဒီပွဲကိုသူကဘယ်ဘက်မှမနေချင်ဘူးလို့ပြောပါတယ်ထုံးတဲ့နိုင်သူရဲ့ရွေးချယ်မှုတွေအခုတလုံးမှားနေတာများတာလေပါတယ်ပန်ထိုဂျာဟိုဗန်ကိုသူကနှစ်ယောက်လုံးရဲ့ပြိတ္တဖြစ်နေတယ်ဆိုတော့သူကဒီပွဲကိုနင်းငယ်လက်ရှောင်သွားတယ် နောက်တစ် match holloway မြင်တာကကြတော့ van နဲ့ပတ်သက်လို့တော့ summation defense တွေပါတယ်သူအနေနဲ့မကြည့်ဘူး striking ကောင်းတာကိုတော့သူနားလည်ထားတယ်ပွဲကတော့ပြောဖို့ခက်တယ်ပေါ့နော်ဘသူနိုင်မလဲဆိုတော့2000ခုနှစ်ကိုကိုစားပြုတဲ့ကစားသမားလည်းဖြစ်နေတာဆိုတော့ old generation တွေနဲ့ဒီဘက် new generation တွေကဘယ်လောက်ထိကောင်းလာလဲဆိုတော့အခုမှစပြီးမြင်ရမှာဖြစ်တဲ့အတွက်ဒီပွဲကတကယ်တမ်းဆိုရင်ခံမှန်းတာတွေတက်ဆိုင်ပို့ပြီးတော့ခက်ခဲနေပါတယ် မက်စ်ဟောလဝေးကတော့ထုံးစံတိုင်းဒီပွဲကိုလက်ရှောင်သွားပါတယ်မက်စ်ဟောလဝေးကိုယ်တိုင်ကလည်းဗန်ကိုမီနီမက်စ်ဟောလဝေးလို့ခေါ်ကြတယ်ပြိတ္တတွေကခေါ်ကြတာသူကိုယ်တိုင်လည်းသိထားတယ်ဆိုတော့နှစ်ယောက်လုံးရဲ့ပြိတ္တပဲလှုပ်သွားမယ်လို့သူကတော့ဆုံးဖြတ်ထားတယ်နောက်ထပ်ဒီခံမှန်းပြီးတဲ့စီးရင်တွေဝင်လာတာကတော့ Michael Bisping ပါ Michael Bisping ရဲ့ဒီပွဲပေါ်အမြင်ကလည်း Dimitri Johnson နဲ့တော်တော်လေးကိုဆင်ပါတယ်အထူးသဖြင့် Pantoja ကမရှုံးတာ9နှစ်ကျော်ပါပြီနောက်ဆုံးရှုံးခဲ့တာ Askar Karov ကိုရှုံးခဲ့တာ2020ခုနှစ်ဇူလိုင်ကပါ အဂရင်းကနေစပြီးတော့ရှစ်ပွဲစက်တိုက်သူကအနိုင်ရထားပြီးတော့ချန်ပီယံကပတ်ကိုလည်း၄ချိန်စက်တိုက်ကာကွယ်ထားတယ်ဒါအဓိကပစ်ပင်းကထောက်ပြတာပေါ့ဗန်ကိုလည်းသူကသဘောကျတယ်ဗန်ရဲ့ striking ကိုလည်းသဘောကျတယ်လို့ဗန်ရဲ့ထိတ်တောင်း defense ထိတ်တောင်း defense ကတော့ decent ထိတ်တောင်း defense ပေါ့နော်ပုံမှန်ကောင်းတယ်ဆိုရဲထိတ်တောင်း defense ဒါပေမဲ့ဖန်တူကြလို့ကသားသမားမျိုးနဲ့တွေ့တဲ့အခါမှာဒီတာမန်ကောင်းပါတယ်ဆိုရဲထိတ်တောင်း defense ကလုံလောက်ပါမလားလို့အဓိကပြောချင်တာပါဒါပေမဲ့ DJ လိုမျိုးပဲသူကဘန်ဒိုဂျာကိုရှောင်ကစားနေတယ် fans နောက်မကန်နဲ့ ကွင်းလယ်မှာပဲပတ်ကစားဘူးပြောတယ်နော်တကယ်တော့အတိအကအဲ့ဒါကမလွယ်ဘူးပေါ့ဘာလို့လဲဗန်ကိုတိုင်ကထိတ်တန်းဒက်ဖန်တွေကိုဖြီးတဲ့ခါကျရင်သူကိုတိုင်ကတန်စကာဝိုင်းကိုကက်ကက်ပြီးတော့မှဗန်ကထိတ်တန်းဒက်ဖန်ကိုဖြီးလေးရှိတယ်အဲ့လိုနေထားမှာဗန်ဒူဂျာကအကုတ်ပုံမရရအောင်တက်လေးရှိတယ်ပေါ့နော်ဒါကတော့မြင်ကွင်းထဲမှာမြင်တာပါဒါပေမဲ့အဲ့လောက်လည်းမယိုးရှင်းပါဘူးအထူးသဖြင့်ဗန်ရဲ့ striking က clean ဖြစ်တယ်လို့ footwork တွေကလည်းတော်တော်လေးကိုကောင်းပါတယ်ဆိုတော့တခါတလေကျွန်တော်တို့တွေ့လာမြင် clancy ဖြစ်တဲ့ဒီ ရန်သူနည်းနည်းဆန်တဲ့ကစားသမားတွေတကယ်နဲ့တိတ်တိတ်တက်တက်ကစားတဲ့လူတွေနဲ့တွေ့တဲ့အခါကျတော့တော်ခံရတယ်။အလက်ဇန်ဒရာဘန်ဒိုဂျာဆိုရင်သူ့ရဲ့ဖန်စီယာရန်ဝိုင်းဖြစ်တယ်။ဘယ်ညာနှစ်ဖက်ကနေရန်သူပြီးရင်ပြေးပြီးတော့ဝင်လုံးတကယ်တကယ်တမ်းဘရန်ဒန်ရိုင်ဗယ်တို့ဘာလို့နိုင်နေဆိုတော့ဘရန်ဒန်ရိုင်ဗယ်ကလည်းခုနကပြောသလို KO တွေဖန်တီးပြီးကစားတက်တဲ့လူမျိုးအဲ့လိုအမှားသွားခိုက်တာပေါ့နော်။ဗန်လိုမျိုးဗန်လိုမျိုးအရန်ကိုစီးစနစ်တကျကစားတဲ့ကစားသမားတွေနဲ့တွေ့ရင်ဘလို့ဖြစ်လာမလဲဆိုတော့တကယ်တော့ခံမဲရခဲ့တယ်။ မိုက်ကဘစ်စမင်းပြောတာကတော့ဗန်လင်းနိုင်ကောင်းနိုင်သွားနိုင်တယ်ဒါပေမဲ့ပေါက်ကြီးအရဆိုရင်လည်းဖန်တူဂျာဘက်ကပဲဘစ်စပင်းကလည်းယက်တီသွားပါတယ်ကျွန်တော်တို့နောက်တစ်ယောက်ကိုကြည့်လိုက်ရအောင်နောက်တစ်ယောက်ကတော့ခမာရူဥစမန်ပါဗန်ရဲ့အမားကန်ပြိတ္တပေါ့ခမာရူဥစမန်ဒီဘွဲမှာထောက်ပြတာကလည်းဖန်တူဂျာရဲ့ experience ပေါ့ ူအနေနဲ့လည်း van ကိုတော့တော်တော်လေးသဘောကျတယ်ဒါပေမဲ့စောသေးတယ်လို့သူကမြင်နေတာအန်တိုဂျာအတွက်လက်ရှိပြိုင်မကောင်းဆိုမနျူးကိတ်တို့ပါလို့တခြား fighter တွေရှိတယ်ပေါ့ van အနေနဲ့ဆိုနည်းနည်းလေးစောသေးတယ်လို့သူကတော့မြင်နေဖန်တိုဂျာက way round တယ်ရန်ဖြစ်တယ်သူကခြေကန်တာတွေဒူးတိုက်တာတွေ clinch တယ်အဲ့ဒီဘိုင်းနေမှာလည်းတော်တော်လေးအကောင်းနေကစားသမားဖြစ်တယ်လက်ရှိအချိန်မှာတော့ဖန်တိုဂျာကိုဖြိုဖို့ van အနေနဲ့တော်တော်လေးမလွယ်သေးဘူးဒါပေမဲ့ ် MMA ဖြစ်တဲ့အတွက်အခွင့်အရေးရတော့ရှိတယ်။ Vanny နဲ့သူ့နဲ့ significant strike တွေရအောင်ထိုးနိုင်မယ်ထိချက်တွေများအောင်လုပ်နိုင်မယ်။ထိတ်တောင်း defend လောက်တာလည်းဒီပွဲမှာမယုံနိုင်လောက်အောင်တိုးတက်ပြီးတော့ကောင်းမွန်မှုပြသထားမယ်ဆိုရင်တော့ Vanny နဲ့လည်းအခွင့်အရေးရှိတယ်။သို့တော့လက်ရှိမှာတော့ထုံးစံနဲ့အသင်းကြီးရနိုင်တဲ့သဘောမျိုးပဲခံမှန်းကြတော့ဖန်တူကြပဲအနိုင်ရသွားမယ်လို့ဖန်တူကြပဲအနိုင်ရသွားမယ်လို့ Kamaru Usman ကလည်းခံမှန်းဖိထားတယ်။ CMB Amin ကလည်းဒီပွဲမှာဘလို့မြင်လဲဆိုရင်ဒီပွဲကိုပွဲကြီးပြိတ္တပဲလုပ်ဝင်50 50ပဲ။နှစ်ယောက်လုံးမှာအခွင့်အရေးရှိတယ်လို့မြင်တယ်။အထူးသဖြင့် Van င်2000ခုနှစ်ဘွားဖြစ်တယ်ပြီးတော့ဒီဘက်ကိ MMA 2000ခုနှစ်ဘွားတွေနောက်တက်လာတဲ့ MMA ကစားသမားတွေရဲ့တပေါက်ကောင်းနေမဟုတ်တော့ဘယ်နဲ့ well rounded အရင်ဖြစ်တယ်ပတ်ပေါင်းစုံကနေသူတို့ကကောင်းပြီးမှ MMA တဲကိုရောက်လာကြတာ MMA fighter တွေဖြစ်ကြတယ်အရင်တော့လိုကခစ်ပေါင်ဆာတို့ပေါင်ဆာတွေရဲ့ဝင်ထိုးတာ wrestler တွေရဲ့ဝင်ထိုးတာမဟုတ်ဘူးအကုန်လုံးစုံအောင်ရတယ်ပြီးတော့2000ခုနှစ်ဘွားဖြစ်တာအဓိကချက်ပဲ new generation နဲ့ old generation ပွဲချိုတွေမှာလိုက်ကြည့်တာကတော့ဒီညမှာတော့50 50ပဲပွဲနေ့ကြမှာပဲကျွန်တော်တို့သိရမယ် ုံးတန်တိုင်းပန်တိုဂျာကိုပို့ပြီးတော့ပြီးတယ်လို့ဗန်ကိုပို့ပြီးပြီးတယ်ဆိုတာမျိုးမရှိဘဲနှစ်ယောက်လုံးမှာ chance က50 50ရှိနေတယ်လို့မြင်တယ်။ဒါလို့ကျရင် level ဘယ်လောက်กว่าလဲဆိုတာလည်းကစားကြည့်မှာပဲသိရပါတော့။ပန်တိုဂျာရဲ့အဓိကဗန်ကိုကြိုက်တဲ့ချက်ကစီးစနစ်တားကြစီးစနစ်တားကြတဲ့လူတွေကိုခဏခဏမြင်မှုတွေဘောလုံးမှာရောတခြားအားကစားတယ်မတကယ်တဲ့စီးစနစ်တားကြတဲ့ timing ကြိုက်တဲ့ကစားသမားတွေနဲ့တွေ့တဲ့အခါကျရင် ဝုန်းနိုင်ကျဲတယ်ရမ်းမလို့ဖြစ်တယ်ဆိုတာဘာမှလုပ်လို့မရတော့ဖြစ်သွားတယ်ပထမအချီမာရင်ကျွန်တော်တို့အပြေပုံပထမအချီမာရင်ဗန်ကတိတ်တောင်းတွေကိုကောင်းဝန် defend လုပ်နိုင်တယ်ဆိုရင်ပွဲကဗန်ဘက်ကိုချိန်ဒီဘောက်ရောက်သွားမှာပဲပြီးတော့ပန်ဒိုဂျာရဲ့ gas tank ပေါ့နော်၃ချီလောက်ကြာရင်ဘယ်လောက်ဒီကြာ၃ချီလောက်ပဲဆွဲခေါ်ဆော့နိုင်အောင်ဗန်ဒိုဂျာရဲ့ gas tank ကကြာသွားရင်ပဲတခခုလုတ်ပြနိုင်ဗန်ဘက်ကတခခုလုတ်ပြနိုင်မလို့ထင်တယ်ဒီလိုမျိုးပြင်ဆင်ချိန်၅လလောက်ရတာလေဗန်ကိုပိုကောင်းလာစေမယ်လို့မြင်တယ်အရင်တော့က၃ပတ်တော့ အဲလူစားဝင်ထိုးတို့မာတော့မဗန်တလောက်စွမ်းဆောင်ပြတာအခုလိုမျိုး9လ6လဇက်တိုက်ချန်ပီယံရှစ်ဘိုးအတွက်သူ့အနေနဲ့ပြင်ဆင်ရတယ်ဒီတက်အများကြီးပိုကောင်းလာမယ်လို့ထင်တယ်ဆိုတော့50 50ပါပဲကျွန်တော်တို့ပွဲနေကြမှာကြည့်မယ်ပေါ့နော်ဒါကတော့မနက်10နာရီဒါက main cup ပွဲစဉ်ပေါ့နော်တင်းငွေနေတဲ့မနက်10နာရီ UFC 323မှာကစားသွားမယ်အလက်ဇန်ဒရာဖန်တိုဂျာနဲ့ယောရှာဗန်တို့ရဲ့ပွဲကြို30ချက်ကို ကစားသမားဟောင်းတွေလက်ရှိကစားနေတဲ့ကစားသမားတွေရဲ့အမြင်တွေကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဘောလုံးဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ